မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်မှာ AA ကမြို့ပြအုပ်ချုပ်ရေးစနစ်ကိုအကောင့်ထည့်ဖော်နေပြီးတော့ရင်းအန်ဒီကင်းရှင်းရေးအတွက်တပ်ဖွဲ့ဝင်များနဲ့စနစ်တကျဆောင်ရွက်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာရင်းအသွားလာများတဲ့နေရာများလမ်းစုံလမ်းကွာများမှာအထူးသဖြင့်အလေးထားဆောင်ရွက်ပေးနေပြီးတော့မြို့ရဲကိုပြည်သူများပြန်လည်ဝင်ရောက်နေထိုင်နေကြတဲ့ကအများပြည်သူအန်ဒီကင်းရှင်းရေးအတွက်ပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ ကားဆိုင်ကယ်၃ဘေးဘေးလွဲတေပါကုန်ကားများစသဖြင့်စနစ်တကျမောင်းနှင်သွာလာရေးနဲ့ဆိုင်ကယ်အုပ်ထုပ်များဆောင်ရွက်အတွက်လည်းအသည့်ပညာပေးခြင်းများကိုပြုလုပ်ပေးလျက်ရှိတယ်လို့သိရပါတယ်။အေအေကရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်မြို့ပေါင်း၁၄မြို့ကိုတိမ့်ပိုက်ရရှိထားပြီးတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ကသာတိမ့်ပိုက်ရန်ကြံရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းတာပေါင်းမြို့နယ် ်တစ်ဖြူစစ်တပ်စခန်းကိုရိတ်ခါသွားဖို့တဲ့တာပေါင်းမျိုးမှရဲစခန်းမှုဒူရဲမှုဝင်းနိုင်ဦးဟာစနိုက်ပါနဲ့တိုက်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ28ရက်နေ့ကတာပေါင်းမျိုးနဲ့မျိုးမှရဲစခန်းမှုဟာတစ်ဖြူကျေးရွာအုပ်စုမှာရှိတဲ့စစ်တပ်စခန်းအတွက်ရိတ်ခါပို့ရန်တွားရောက်တဲ့အချိန်စနိုက်ပါနဲ့တိုက်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်တာပေါင်းမျိုးနဲ့အတွဲမှာအေအေတက်တချို့ရောက်ရှိနေပြီးတော့အေအေရဲ့ပြစ်ခတ်မှုကြောင့်တိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်တစ်ဖြူကျေးရွာစစ်တပ်စခန်းအတွက်ရိတ်ခါပို့ရန် အေအော်ဒီတိုင်းရဲတပ်ဖွဲ့မှရဲမှူးကြီးတင်းစော်ထွန်းရဲ့ခိုင်းစီချက်အရာတာပေါင်းမျိုးနယ်မျိုးမှရဲစခန်းမှုဒူရဲမှူးဝင်းနိုင်ဦးကတွားရောက်ပြီးတော့ရိတ်ခါပို့နေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်တိုင်းတပ်ဖွဲ့မှကစစ်တပ်ကိုမျက်နှာလိုမျက်နှာရဘုံးလာပြီးတော့တပ်အတွက်တာပေါင်းစခန်းမှုကိုရိတ်ခါတွားပို့ခိုင်းတာသူအနေစားချောင်ရင်းနဲ့သူ့ကိုငွေရှာပေးနေရဲ့ဘာလို့လို့ပဲသူ့ကိုငွေမရှာပေးနိုင်တဲ့တာပေါင်းလိုနယ်စခန်းတွေကိုအဲ့ဒီလိုမျိုးထိုးကျွေးပါတယ် သူ့အတွက်ငွေရှာပေးနိုင်တဲ့ပဋိပန်းနေစခန်းဆိုရင်တော့အရန်ကိုပါစာပေးပါတယ်ဒူရဲမူဝင်းနိုင်ဦးကတစ်ဖြူတက်စခန်းကိုရိတ်ခါသွားပို့ရင်းနဲ့လမ်းမှာအပြစ်ခံရတာဒူရဲမူဝင်းနိုင်ဦးရဲ့ဇနီးက ာပေါင်းအပိုင်တွေကမဟုတ်လို့မျက်နှာတိတိများတော့သူ့ကိုမသွားဘူးတားတယ်စိတ်ဘူးလို့မသွားခိုင်းတာမသွားခိုင်းတာကိုအတင်းသွားရဲနဲ့တေးသွားတာသူကလည်းတိုင်းတက်ဖွဲ့မှုကအတင်းဖိအားပေးနေတော့ကြောက်ပြီးတော့သွားရတာလို့ရဲတရင်အေးမြစ်ကရှင်းပြထားပါတယ်ယခုခါဒူရဲမှုဝင်းနိုင်ဦးရဲ့ရုပ်အလောင်းကို၎င်းရဲ့ဇာတိဖြစ်တဲ့တာပေါင်းမျိုးနဲ့လက်ပံခွင်းကိုပြန်လဲတည်ယူလာပြီးဖြစ်တယ်လို့သိရပါတယ်လက်တလုံးမှာအေးအေးဥဆောင်တဲ့တော်လိုင်းတက်တဲ့ချို့က ARD တိုင်းတာပေါင်းမျိုးနဲ့အတွင်းကိုရောက်ရှိလာပြီးတော့ဒူရဲမှုဝင်းနိုင်ဦးပြစ်ခတ်ခံရတဲ့နေရာမှာအေးအေးနဲ့စစ်ကောင်စီတပ်များကြားမှာပြစ်ခတ်မှုတွေရှိနေတဲ့နေရာဖြစ် ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF များကိုမျိုးဖြုတ်ပြစ်မယ်လို့ကြွေးကြော်ထားတဲ့စစ်မှုထမ်းဟောင်းတင်နိုင်ထွန်းကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့မွန်းလွဲတနအီကမှာအုပ်ဖို့မြို့နယ်တဖမ်းပင်စိတ်ကျေးရွာမှာနေထိုင်တဲ့စစ်မှုထမ်းဟောင်းပြူစောတိတင်နိုင်ထွန်းဟာ အုပ်ဖို့တာဆောင်တဲ့တဖမ်းပင်စိတ်ရွာကြားမှာရှိတဲ့ကာလန်ပိုင်းမှာစိုင်းကယ်ဆီးပြီးတော့ပြန်လာတဲ့အချိန်တာယာဝတီခရိုင်တိုက်ရင်ပုံရှက်သုံးကြားနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာစစ်မှုရန်ဟောင်ပြူစောတီတင်နိုင်ထွန်းရဲ့ဦးကောင်းတဲ့တဲ့ကိုကြီးစံတစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။ဒါအပြင်တင်နိုင်ထွန်းစီကနေပြီးတော့လက်ပြဘုံတစ်လုံးဖုန်းတစ်လုံးနဲ့စိုင်းကယ်တစ်စီးတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပြူစောတီတင်နိုင်ထွန်းဟာ PDF များကိုမျိုးဖြုတ်ပစ်မယ်လို့ကြွေးကြော်ထားတဲ့စစ်တပ်ထောက်တိုင်အမာခံတအုပ်ဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့ PDF ရဲဘော်များရဲ့အချက်အလက်များကိုစစ်တပ်ထံကိုထောက်လန်းသတင်းပေးပို့ခြင်းလူငယ်များကိုပေါ်တာဆွဲရန်စစ်တပ်ထံကိုသတင်းပေးပြီးတော့ဖမ်းဆီးခိုင်းခြင်းပြည်သူများကိုစစ်တပ်ထံကိုမမှန်သတင်းတွေပေးကာဖမ်းဆီးနှိပ်စက်တပ်ဖြတ်ရန်လှုံ့ဆော်ခိုင်းသူဖြစ်တဲ့အတွက်ကြောင့်ပစ်ခတ်တက်ခတ်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။အုပ်ဖို့မျိုးကနေပြန်အလာကိုစောင့်ပြီးတော့ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ခေါင်းတဲ့တဲ့ကိုတနက်တစ်ချက်နဲ့ပြစ်လိုက်တော့နေရာမှာရင်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။ သူသာတက်ထဲမှာဆက်ရှိနေမယ်ဆိုရင် PDF တွေကိုမျိုးဖြုတ်ပြစ်လို့ PDF ကောင်းလေးကြံမှာမဟုတ်ဘူးဆိုပြီးတော့ကြွေးကြော်နေတာပြည်သူတွေကိုလည်း PDF နဲ့ပတ်သက်တယ်ဆိုပြီးတော့စစ်ခွေးတွေကိုသူကဖမ်းဆီးတပ်ဖြတ်ခိုင်းတာတွေလည်းလုပ်နေပါတယ် သူ့ကိုသာဆက်ထားမယ်ဆိုရင်ပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေကိုဒုက္ခပေးနေမှာမဟုတ်လို့ရှင်းလင်းလိုက်ရတာပါလို့တာယာပရိခိုင်တက်ရင်၃ရက်၃ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်တာယာပရိခိုင်တက်ရင်၃ရက်၃ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေတယ်အကြမ်းဖက်စစ်တပ်နဲ့စစ်တိုက်ထောက်တိုင်များကိုတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့လည်း၎င်းတို့အနည်းမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်မြေအောက်ပြောက်ကြားတက်ဖွဲ့ကအတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းကိုတောင်းမြို့နယ်မှာ PDF တွေတေးခြင်းလာခဲ့ဆိုပြီးတော့စိန်ခေါ်ထားတယ်လက်နက်ကင်ပြူစော်တိခေါင်းဆောင်ခေါင်းဖြူခေါ်မြင့်ဆွေပြစ်ခတ်ခံရပြီးတော့တေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ28ရက်နေ့မနက်9:00ခွဲအချိန်ကော်တောင်းမြို့နယ်အော်ဂျီကျေးရွာအုပ်စုဟတ်စတင်းကျေးရွာက ပြူစော်တိခေါင်းဆောင်အသက်50ကျော်ခန့်အရွယ်ရှိတဲ့ခေါင်းဖြူခေါ်မြင့်ဆွေကို၎င်းနေထိုင်ရာဟတ်စတင်းကျေးရွာအနီးမှာပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတေးဆုံးသွားတယ်လို့သိရပါတယ်တေးဆုံးသူမြင့်ဆွေဟာအကြမ်းဖက်စစ်ကောင်စီတပ်အားကိုနဲ့ဒေသနေပြည်သူများအပေါ်ကိုနိုင်ထက်စီးနင်းပြုလုပ်ခြင်း ော်လိုင်းသမားများကိုစုံစမ်းထောက်လှမ်းပြီးတော့စစ်ကောင်စီထံကိုတရင်များပေးပို့ခြင်းနဲ့စစ်မှုထမ်းဥပဒေအတွက်လူသစ်စုဆောင်းရမှာအားကျုံးမှန်တပ်ပါဝင်ဆောင်ရွက်နေခြင်းတို့ကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ရများကိုမလှုပ်ဆောင်ဖို့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့များက၎င်းထံကိုသတိပေးစာများပေးပို့ခဲ့တော့လေဂယုမဆိုင်တဲ့အပြင် PDF တွေတေးခြင်းလာခဲ့ဆိုပြီးတော့ကြွေးကြော်နေသူဖြစ်တယ်လို့သိရပါတယ်။သူကပြူစောတိခေါင်းဆောင်ယာယီမှုလည်းလုပ်တယ်။သူကလက်နဲ့ကင်ပြီးတော့စစ်ကောင်စီအားကိုးနဲ့ပြူစောတိအရှိန်အဝါနဲ့ရက်ွက်ထဲမှာထင်းတိုင်းကျင်းနေတဲ့ကောင် သူ့ကိုဒေသခံအများစုကတော့ခေါင်းချူလို့ပဲခေါ်ကြတာမြေဆွေဆိုပြီးတော့တောင်းယုံမခေါ်ကြဘူးအလောင်းကိုတော့ကောတောင်းစေးုံကိုတဲသွားတယ်လို့သိရပါတယ်လို့ကောတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ကောတောင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီအတွက်အလုတ်လုတ်ပေးနေသူများအုပ်ချုပ်ရေးမှုများယာယီမှုများနဲ့ပြူစောတိများအဆရှိတဲ့စစ်ကောင်စီထောက်တိုင်များအလုံးအနေနဲ့အချိန်မနှောင်းခင်ပြည်သူ့ဘက်ကိုရက်တည်ပြီးတော့ပြည်သူနဲ့အတူပူးပေါင်းကြရန်နဲ့ပြည်သူ့ဘက်ကိုမရက်တည်တဲ့မြည်သူကိုမဆိုးကောတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကလှုပ်ထုံးလှုပ်နှီးများနဲ့အညီဖိရောက်စွာအေးအေးယူနိုင်ရေးကို အချိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မှာရှိတဲ့စစ်တပ်လက်အောက်ခံ BGF နေသားဆောင်တပ်ကထိန်းချုပ်ထားတဲ့ရွှေကုတ်ကိုကြားဖြန့်လောင်ကစားမြို့ကိုတရုတ်နိုင်ငံ ပြည်သူလုံခြုံရေးဌာနလက်ထောက်ဝန်ကြီးလူီဆောင်ကြီးကထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကနေပြီးတော့ကြီးစုဆက်ဆေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံပြည်သူလုံခြုံရေးဌာနလက်ထောက်ဝန်ကြီးလူီဆောင်ကြီးက ကြားဖြတ် online ငွေလိမ်ဂိုင်းများကိုတိုက်ဖြတ်ရန်နဲ့လူကုန်ကူးခံထားရတဲ့တရုတ်နိုင်ငံသားများကိုကယ်တင်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်ထိုင်းနိုင်ငံကိုရောက်ရှိနေခြင်းဖြစ်ပြီးတော့ဒီကနေ့မှာထိုင်းနိုင်ငံမဲဆောက်မြို့ကနေတဆင်တောင်ရင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ BGF တွေထိန်းချုပ်ထားတဲ့ရွှေကုတ်ကုံမြို့ကိုလာရောက်ကြည့်ရှုစစ်ဆေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးရာလက်ထောက်ဝန်ကြီးနဲ့အဖွဲ့ကမြောက်ရီမြို့နယ်ရွှေကုတ်ကုံမြို့မှာတွေ့ရှိနေရတဲ့အထက်မြေအဆောက်အုံကြီးများကိုကြည့်ရှုသွားခဲ့ပြီးတော့ရထိုက်ကုမ္ပဏီဆိုင်းဘုတ်နဲ့အဆောက်အုံကိုလည်းမဲဆောက်ဘက်အချမ်းကနေမြင်တွေ့သွားခဲ့တယ်လို့သိရပါတယ်။အဖွဲ့ဝင်တချို့ ို့ကဓာတ်ပုံနဲ့မှတ်တမ်းဗီဒီယိုများကိုလည်းရယူသွားတယ်လို့သိရပါတယ်။ရွှေကုတ်ကိုဟာ BGF နေကြားဆောင်တက်ရဲ့လွှမ်းမိုးထားတဲ့နေမြေဖြစ်ပြီးတော့အဲ့ဒီ area မှာနှစ်60မြေအငားနဲ့တရုတ်လုပ်ငန်းရှင်များကိုခွင့်ပြုထားတယ်လို့သိရပါတယ်။ရွှေကုတ်ကိုအတွင်းမှာကာစီနိုများ၊ဖျော်ဖြေရေးစခန်းများ၊ဟိုတယ်များအပါအဝင်အထက်မြေအဆောက်အုံစုစုပေါင်း100ကျော်ရှိတယ်လို့သိရပါတယ်။တရုတ်နိုင်ငံပြည်သူလုံခြုံရေးရာလွတ်ထဝင်ကြီးရဲ့ပြောဆိုချက်အရာ ရှားပြန်ငွေလိန်တရုတ်ခိုင်း36ခုရှိပြီးတော့လူပေါင်းတသိန်းကိုအလုတ်ခန့်ထားပြီးတော့ငွေကြေးများကိုလိန်လည်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်မှာအခုဇန်နဝါရီလအတွင်းဖြတ်တန်းသွားလာနေတဲ့ခရီးသည်တင်ကားတွေပေါ်ကလူငယ်အယောက်100နီးပါးကိုစစ်မှုထမ်းရအတွက် စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁ရက်နေ့ကစတင်ပြီးတော့ယနေ့အချိန်အထိရေဦးမြို့ပေါ်မှာဖြတ်တန်းသွားလာနေတဲ့ခရီးသည်တွေကားတွေပေါ်မှာလိုက်ပါလာတဲ့လူငယ်အယောက်100နီးပါးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။နေ့စဉ်ရေဦးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကရေဦးမြို့ပေါ်မှာဖြတ်တန်းသွားလာနေတဲ့ခရီးသည်တွေကားတွေပေါ်မှာလိုက်ပါလာတဲ့လူငယ်အယောက်100နီးပါးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီခရီးသည်တင်ကားတွေဟာရေဦးခင်ဦးရွှေဘိုသခိုင်းတာပေါ့မန္တလေးမုံရွာဘုဒ္ဓလင်း၆ဦးမြင်းမှုတို့ကဖြစ်ပြီးတော့လိုက်ပါလာတဲ့အမျိုးသားများကိုဆွဲချပြီးတော့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဇန်နဝါရီလ26ရက်နေ့တရက်ထဲမှာတင်ခရီးသည်တင်ကားတွေပေါ်မှာလိုက်ပါလာတဲ့လူငယ်၁၀ဦးကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့မိသားစုဝင်တွေက ပတ်စံပေးပြီးတော့ရွေးထုတ်နိုင်တဲ့သူ၅ဦးကိုသာပြန်လွှတ်ပေးခဲ့တယ်လို့သိရပါဗျ။ပတ်စံမပေးနိုင်တဲ့လူငယ်တွေကိုတော့ရေဦးမြုပ်ပေါ်မှာရှိတဲ့အထာကတက်နဲ့အထာကနဲ့အကြောင်းနေမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါဗျ။ရေဦးမြုပ်တဲကိုဖြတ်တန်းဝင်ရောက်တဲ့ကားတိုင်းကိုတအားကိုအစစ်စစ်တွေကြမ်းနေပြီးတော့အကုန်ပေါ်တာဆွဲဖမ်းဆီးနေတာ ဝင်းညစ်ချင်တာလဲပါတာပေါ့ပတ်စံနဲ့ရွေးထုတ်ရင်အာမခံချက်နဲ့လက်မှတ်ထိုးပေးရင်ပြန်လှုပ်ပေးတယ်လို့တော့သိရတယ်ခྱི་တဲ့တင်ကားတွေပေါ်မှာလိုက်ပါလာတဲ့ယောက်ျားသားမှန်တယ်များကိုဆွဲချပြီးတော့ပေါ်တာဆွဲဖမ်းဆီးတာတွေနေ့စဉ်ပြုတ်လုံနေတာခྱི་သွားလာရင်လည်းလမ်းပိုင်းတွေမှာအဆွဲခံရတဲ့လူဦးရေတိတိကျကျကိုတော့မသိရပေမဲ့ယာကနန်းအထိရှိနိုင်ပါတယ်26ရက်နေ့တရက်ထဲမှာတည်းကားပေါ်ကနေဆွဲချပြီးတော့ဖမ်းဆီးခံခဲ့ရတဲ့လူငယ်က10ယောက်ကျော်တယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်သောအမေသားကပြောကြားထားပါရယ်အလားတူပဲရေဦးမြို့ပေါ်မှာလည်းအကြက်မဆက်တက်ကငယ်ရွယ်တန်မာတဲ့အမျိုးသမီးများကိုပါစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများကိုပြုလုပ်ရန်ပြင်ဆင်နေတယ်လို့သိရပါရယ်မြို့ပေါ်ကအမျိုးသားလူငယ်တွေဟာလည်းဆက်လက်ပြီးတော့ထွက်ပြေးတန်းရှောင်နေတဲ့အတွက်စစ်တပ်ကမရရတာကိုရှာပြီးတော့ LGBT တွေကိုပါပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်လာကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်လွိုက်ကော်မြို့နယ်ဘောလခဲအခြေဆိုင်ခမရ၄နှစ်ကိုတိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာတနက်၃လကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ29ရက်နေ့မနက်အစောပိုင်းမှာရိုက်ကော်မြို့နယ်ဘောလခဲအခြေဆိုင်ခမရ၄နှစ်ကိုတိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာတနက်၃လခဲရံများကြီပေါင်းတဲ့မိုင်းလေးလုံးတို့ကိုယူဆောင်လာပြီးတော့ရိုက်ကော်မြို့နယ်ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူတွေကဗကိုးတိုင်းကများပါတယ်။သူတို့ကပြည်သူစစ်မှုထမ်းနေပါအပတ်စဉ်3က3ယောက်အပတ်စဉ်4က1ယောက်ပါတယ်ဘကိုးတိုင်းတွေကဆိုရင်တော့လေဗရန်တို့ပေါက်ခေါင်းတို့အဲ့ဒီကားတွေပါ သူတို့ကတင်တန်းကာလာရောဘာရောဆိုရင်တော့ရှစ်လလောက်ကြာပြီဆိုတော့ဒါ2024ကတည်းကပေါ့နော် အဲ့ဒီလောက်ကဖြစ်မယ်နဲ့တူတယ်ထပ်မံပြီးတော့ပူးပေါင်းလာဖို့တိုက်တွန်းကြပါတယ်သူတို့တွေအတွက်လုံခြုံမှုနဲ့နှွေးထွေးစွာကြိုးဆိုသွားပါမယ်လို့ Royal Local PDF ကဗဟိုပြန်ကြားရေးတာဝန်ခံလင်းလင်းကပြောဆိုထားပါတယ်အဲ့ဒီတပ်သားများဟာစစ်မှုထမ်းကြီးညာချိန်ကစပြီးတော့ရှောင်းတခင်ဖမ်းဆီးခံရခြင်းဖြစ်ကအတင်းအဓမ္မလူသစ်စုဆောင်ခံရတဲ့ပြည်သူစစ်မှုထမ်းတပ်သားတွေများဖြစ်တယ်လို့သိရပါတယ်တပ်ထဲမှာလည်းတပ်သားအများပြားဟာစိတ်ဆန္ဒမရှိဘဲနဲ့ထမ်းဆောင်နေရတဲ့လူတွေများတယ်လို့သိရပါတယ် Royal မြို့နယ်ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့အနေနဲ့လည်းအလင်းဝင်ရောက်ခိုးလုံလာတဲ့တပ်သားများကိုလုံခြုံတဲ့ ဲ့နေရာမှာထားရှိထားပြီးတော့နှွေးထွေးစွာကြိုးစုံကြောင်းနဲ့တပ်သားများရဲ့စိတ်ဆန္ဒအလျောက်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်များကိုအလေးပေးပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း Local Local PDF ကဗဟိုပြန်ကြားရေးတာဝန်ခံလင်းလင်းကပြောဆိုထားပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံကိုဝင်ရောက်ပြီးတော့ခိုးလုံပူးပေါင်းလာကြမယ်ပြည်သူ့စစ်မှုထမ်းများအယရှိစစ်သည်ရဲဘော်များအောက်ခြေရဲဘော်များနဲ့နန်းစီဒီယံဝန်ထမ်းများအားလုံးကိုလည်းလိုက်လိုက်လဲလဲနှွေးထွေးစွာကြိုးစုံလျက်ရှိပြီးတော့လုံခြုံစိတ်ချမှုနဲ့၎င်းတို့ရဲ့စိတ်ဆန္ဒကိုအလေးထားပြီးတော့ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်း Royal Local PDF ကအတိအပင်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ